Eco Green City စီမံကိန်းမှတန်ဖိုးနဲ့အိမ်ရအခန်းပေါင်းတထောင်ကျော်တိစောက်ပြည်စည်းဆိုတဲ့သတင်းကို တင်ဆက်ပေးပါမယ်။ မျိုးပြနှင့်အိမ်ယာဖွံ့ဖြိုးရေးစီမံခိန်းတွေထဲမှအကြီးဆုံးတစ်ခုဖြစ်တဲ့ Eco Green City စီမံခိန်းမှတန်ဖိုးနဲ့အိမ်ယာအခန်းပေါင်းတထောင်ကျော်တည်ဆောက်ပြီးစီးပြီးဖြစ်တယ်လို့ Alliance Star Group of Companies မှသိရပါတယ်။ရှမ်းကုန်းတိုင်းဒေသကြီးလှဲကူးမြို့နယ်ရှိမြေက1400ကျော်ပေါ်မှာတည်ဆောက်နေတဲ့ Eco Green City စီမံခိန်းကိုယင်းနှိမ့်နှံမှုပမာဏ American Dollar 1 billion ခန့်ကုန်ကြမယ်လို့ခန့်မှန်းထားပြီးအဆိုပါ Eco Green င်းစီတီစီမံဂိမ်းကိုဆောက်လုပ်ဖို့မြို့ပြနှင့်အိမ်ယာအဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Alliance Star Group ကုမ္ပဏီတို့က2016ခုနှစ်နှစ်ဆန်းပိုင်းမှာလုပ်ငန်းလုပ်ကင်ရန်သဘောတူညီခဲ့ကတပ်ပိုးနယ်အိမ်ယာတွေကို2020ပြည့်နှစ်မှာစတင်ဆောက်လုပ်ခဲ့တာဖြစ်ပါသည်။ ကနအူအဆိုပြုလွှာ proposal အရာတန်ဖိုးနဲ့အရာအခန်း၄000ကိုကုမ္ပဏီဘက်ကဆောက်လုံနေပြီးလက်ရှိမှာတော့တန်ဖိုးနဲ့အရာ436စတူယန်ပေရှစ်ခန်းတွဲ၅ထပ်အဆောင်အဦး28လုံးမှာအခန်းရှိ1120ခန်းပြည်စည်းနေပြီလို့ဆိုပါထိစီမံကိန်းကိုအဆင့်နှစ်ဆင့်နဲ့အကောင့်ထဲဖို့ဆောင်ရွက်မှာဖြစ်ပြီးစီမံကိန်းကာလမှာ၁၀နှစ်ခန့်ကြာမြင့်မှာဖြစ်ပါထိ စီမံကိန်းပထမအဆင့်9နှစ်သားကာလအတွင်းမြေက669သရမ68ဧကပေါ်မှာတံပိုးနဲ့တံပိုးတင်အင်ယာတွေလူနေရတဲ့အတင်ထူထပ်တဲ့အင်ယာတွေအဝေးပြေးရှင်ရနာစခန်းဈေးနယ်စားတောင်ဆိုင်တွေအုပ်ချုပ်ရေးဆိုင်ရာရုံးတွေ shopping mall miss you ဆုံးပန်းချံနဲ့အာကစားကွင်းတွေလမ်းကွန်ရမ်းနဲ့အခြေခံအဆောက်အုံတွေကိုတည်ဆောက်သွားမှာဖြစ်ပါတဲ့ စီမံကိန်းဒုတိယအဆင့်၅နှစ်မှထော့မြေက985ဒသမ3နှစ်အေကာမှတီးတန့်လုံးချင်းအင်ယာထွေနိုင်ငံတကာအဆင့်မီဆေးရုံနဲ့အကြောင်းအများပြည်သူအနားယူအပ်ပန်းဖြေရန်နေရဟိုတယ်စုံ ခေါက်ကွင်းမီဒီယာဗီလိရှ်နဲ့အဂရိုဘတ်တွေကိုထည့်သွင်းတည်ဆောက်သွားမယ်လို့သိရပါတယ်ရှင်။